စာပြောရေးကိုအဓိကထားလုပ်ကြတဲ့ဂျေလက်တော်ရွာလေးမှာအများစုကအစားအသောက်ရဲ့အတံမိုးဝဲကြောင့်ဖြစ်တဲ့ဆန်စပါးကိုအကျက်တဝင့်စိုက်ပြုတ်လုပ်ကြကြပါတယ်။မနက်မိုးတောင်လင်းကျက်တိုတဲ့ချိန်ကနေစားပြီးလယ်ထဲရာထဲမှာလုပ်ကြဖို့အတွက်စောစီကအရာထားပြီးမျက်နှာတိခြေလက်ဆေးကြောပြီးအစားခံပြီးအလုပ်ပြီးနိုင်ဖို့အတွက်အရှင်မလေးလှူထားသောမနက်စာထမင်းကျန်းကိုဘိုက်ဝါစားတောက်ပြီးအလုပ်သွားကြပါတော့တယ်။ တနိုင်တပိုင်းတရိစ္ဆာန်အဖြစ်ကြက်ပဲဝက်တို့ကို မွေးမြူတယ်လို့စိုက်ပျိုးရေးမှာအသုံးတဲ့ခိုင်းနွားနဲ့လိုစားနွားတွေကိုလည်းမွေးမြူကြပါတယ်။အဒီလိုနေ့စဉ်လုပ်ငန်းတွေလှုပ်ဆောင်ပြီးအချင်းချင်းဖိမကူညီပြီးတက်ညီလက်ညီရှိလာတဲ့ရွာလေးမှာကျမစိုးတစ်ခုကဝင်ရောက်လာပါတော့တယ်။အဲဒါကတော့ရွာထဲကတရိတ်ဆန်တွေထူးထူးခြားခြားနဲ့လက်တယ်မပေါ်ပဲတည်နေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုသေးတာကလည်းသွေးရောသားရောမဟုတ်ပဲနဲ့ခေါင်းတွေပြန်နေပြီးသွေးတန်ရဲ့ရဲ့နဲ့ပဝင်းချင်းမှာ မြေမကောင်းအောင်အော်နှလုံးနာစရာနေရာအနဲ့ပြန်နေနေပြီးတည်ဆုံးမှုပုံစံတွေကလည်းဒီပုံစံနဲ့တွေဖြစ်နေခဲ့ပါတယ်။အဲ့ဒီနေမနဲ့သေးသေးပျက်စီးနေတာကိုအလဲလိုနေတဲ့ဆက်စုစိန်မန်ယူကိုအယူမှုကြိုက်ပြီးမန်ယူအင်ကြီးကိုအမြဲလိုလိုဝစ်စင်နေမဲမဲတယောက်တွေ့သွားတာကြောင့် အဖြစ်အပျက်တွေကိုပြောပြရဲအင်ကိုအမြန်ပြေးသွားခဲ့ပါတော့တယ်။အင်ကိုရောက်တော့သူ့ရဲ့အဖေကို အမောပေါင်းနေတော့အတန်ပြေလှမ်းခေါ်ကအဖေအဖေခနော်လေးအရှိကို ထွက်ခဲ့ပါဦး။အရေးကြီးကြီးသတင်းပြောပြရစကားရှိလို့ပါဆိုပြီးကြုံခေါ်နေပါတော့တယ်။အလိုအော်ခေါ်နေတာကြောင့်မမေအဖေလည်းအိမ်ထဲကနေရေးကြီးပုတ်ပြထွက်လာပြီးတားပြစ်သူရဲ့ပုံစံကိုကြည့်ပြီး မင်းကလည်းရေးကြီးတုတ်ပြနေကွာဘာမှဖြစ်လို့လဲကွာလို့မိလိုက်တဲ့အခါမမေကဘာတင်းကတရင်ကြားပြီးပြီလားဗျာဒီမနေ့ဖြစ်သွားတဲ့အကြောင်းအရာတွေကိုလေးလို့မေးတော့အဖေဖြစ်သူကလည်းအေးဘာမှဖြစ်လို့လဲလို့ပြန်မေးလိုက်ပါတော့တယ်အဲ့တော့မမေလည်းရွာရှိပိုင်းကဥလေးပါဥရဲ့အချက်တွေသိကုန်တာအဖေရေညီမကောင်းမှုတေးနေတဲ့ပုံတွေကလည်းဟိုတလောကဖြစ်ပျက်ခဲ့တာနဲ့တပုံစံနဲ့ပဲအဖေရေလို့ပြောလိုက်တော့မမေအဖေလည်း အေးဒီပုံစံနဲ့ဆိုငါတို့ရွာတဲ့တော်တော်ဆိုးလာပြီသတိဝိရိယထားဖို့ကောင်းနေပြီတော်ကြလူတွေပါဒုက္ခရောက်ကုန်လိမ့်မယ်လို့မပြောနိုင်ဘူးကွာဘာသားတွေကိုညဘက်ကင်းဆောင်ပြီးသတိဝိရိယဖြင့်အိပ်ဖို့ပြောရမယ်ငါသာမင်းလည်းညဘက်တွေလေတာပက်တာရှော့တင်ပြီးအချိန်မတော်သွာလာနေတာမင်းတို့လည်းအနေရှိလာနိုင်တယ်နောက်နေတွင်ညဘက်အလဲထွက်တာရှော့ဖို့ဒါဖြစ်သူကိုပါတတိပေးလိုက်ပါတော့တယ် ဒီဘာဇာကတခွန်းစိုးတခွန်းပြေရှင်းချက်တောင်းတတ်တဲ့ချစ်လာစားတော့သားတော်မောင်မဲမဲကအဖေကလည်းတွေးပူနေပြန်ပြီသူကတရိတ်ဆံမစားတာလေလူကိုသူဘလို့စားမလဲအလိုမင်းတွေးပူနေမှနဲ့အဖေရဲ့အဲ့လိုတွေးပူလို့လို့အဖေတော်တော်အိုးစားနေပြီလို့ရွှေနှောင်းနှောင်းနဲ့အဖေကိုပြန်ပြောနေပါတော့တယ်မဲမဲရဲ့အဖေဦးကြီးမုံကရွာသူရသားတွေလေးစားကိုရတဲ့ဖြောင်းမှန်မှန်ကန်ပြီးအကုံကြောက်ရတဲ့ရွာသူကြီးဖြစ်ပေမဲ့တယောက်တည်းရှိတဲ့ မိတဆိုးသားလေးမဲမဲကတော့အမြဲခွင်တုတ်ပြန်မိခွန်းပြန်မိတတ်သူပဲဖြစ်ပါတယ်။အဒီလိုနေလာလိုက်တာ တရရဲ့ရောက်တော့ဦးကြီးမုံထင်သားသလိုဖြစ်လာခဲ့တာပေါ့။ဘာလို့လဲဆိုရင်ရွာထဲကတရိษံနေမဟုတ်ပဲရွာကလူတွေပါတည်ဆုံးတဲ့အထိဆိုးဆိုးဝါးဝါဖြစ်လာပါတော့တယ်။အဲဒီတည်ဆုံးသွားသူကကျော်ကြီးရဲ့တငယ်ချင်းဖြစ်တာကြောင့်ကျော်ကြီးတယောက်ကြိတ်မနှံခဲမရဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ညာရောက်တဲ့အခါချော်ကြီးလဲတငယ်ချင်းဖြစ်သူအတွက်လဲစားချေဖို့ဒေါသတကြီးနဲ့ဓာတ်တချောင်းကိုလမ်းမှာကြစ်ကြစ်ပေါင်းဆုံးပြီးဒေါဆနာကို ထွက်လာခဲ့ပါတော့တယ်ဒီလိုနဲ့တော်ဆက်တဲ့ရောက်တဲ့အခါမှာကျော်ကြီးတယောက်သွားနေရတာကနေရက်တန်သွားပါတော့တယ်။အကြောင်းကတော့သူ့ရဲ့ရှေ့မှာတွေးလိုက်ရတာကလဲနေတဲ့လူတယောက်ရဲ့အပေါ်မှာအယောင်တစ်ဖြာဖြာနဲ့ထွက်နေတဲ့ခေါင်းပြဆုံးမကြီးတယောက်က လဲနေတဲ့သူရဲ့အသွေးသားတွေကိုမျက်ရည်ရှက်ရည်စားတောက်နေတာကိုတွေ့သွားပါတော့တယ်။အရာကြောင့်ဘာလဲဆိုတာကိုသိရန်ကြော်ကြီးလဲကြောက်ကြောက်လန့်လန့်နဲ့ဒေသကြီးလိုက်တဲ့အခါတခြားသူမဟုတ်ပဲသူတို့ရွာရဲ့အရှိဘက်ချမ်းရွာပြင်ဘက်မှာနေထိုင်တဲ့အဖွားတော်ဘာစိန်ကဇုံမာကြီးဖြစ်နေရကိုတွေ့လိုက်ပါတော့တယ်။ဒီတော့ရဲတင်းပြီးဒေသအနီးကပ်ကြီးလိုက်တဲ့အခါဆုံးမဖြစ်တဲ့အပွားတော်ဝါစိန်ကလဲကြနေသူကို အားရပါရ ကြက်ပေါင်စားသလိုစားတောင်နေတာကြောင့်ဗဇက်မှလည်းစော့အနစ်ပေးသလိုသွေးရည်ပေးကြနေပါတော့တယ်။ဗဇက်ကလည်းသွေးရည်ပေးကြသလိုအားရပါရစွာစားတောက်ပြီးတဟာဟာနဲ့ဂျင်မောနေတာကတော့ကြော်ကြီးတယောက်ရှေ့ကိုစက်မတိုးရဲတော့ပဲသုံးမကြီးမတိအောင်ခြေတန်းလုံးလုံးနဲ့နောက်ကို ဆုပ်သွားလိုက်ပါတော့တယ်။အလိုတည်းထားနောက်ဆုံးနေတော့တေကိုင်းချောက်တကူကိုတန်နေမိလိုက်တဲ့အတန်ကြောင့်ဇုံမာကြီးလည်း တယောက်ယောက်ရောက်နေရဆိုတာတည်သွားပြီးကျော်ကြီးလည်းအဲ့ဒီနေရာကနေအမြန်ထွက်ပြေးသွားပါတော့တယ်။ဇုံမကြီးလည်းထွက်ပြေးသွားတဲ့ကျော်ကြီးကိုတွေးလိုက်တာကြောင့်လေဝပြန်ဝဲပြီးလိုက်ပါတော့တယ်။ဒီတိုင်းဆက်ပြေးနေရင်မြန်မြန်ဖမ်းမိမယ်ဆိုတာတည်တာကြောင့်ကျော်ကြီးတယောက်ခြုံပုတ်တစ်ခုနဲ့ပုံအောင်လိုက်ပြီးတညာလုံးတိတ်တိတ်လေးပုံနေပါတော့တယ်။ဒီလိုနဲ့ငိမ့်သက်စွာ ပုံကိုနေလိုက်တာမနက်မိုးလင်းတဲ့အခါ ကြော်ကြီးတယောက်ရွာထဲကိုအမြန်ပြန်လာခဲ့ပြီးညာတော့ကသူကြုံတွေ့ခဲ့သမျှကိုရွာသားနဲ့ရွာသူကြီးကို ပြန်ပြောပြားပြီးဖြစ်ပျက်ခဲ့တဲ့နေရာကိုခေါ်သွားပါတော့တယ်။အဲ့ဒီလိုနဲ့တော်တဲ့နေရာရောက်တဲ့အခါကြော်ကြီးကရွာသူကြီးကိုအလောင်းရှိတဲ့နေရာကိုခေါ်ပြားပြီးတေဆုံးသူရွာသားကတော်ရဲသားကောင်းကိုင်းလို့တေဆုံးတာမဟုတ်ဘဲဆုံးမကြီးဖြစ်တဲ့အွားတော်ဘာစိန်က ကိုက်ပြတ်စားတော့တယ်ဆိုတာကိုမြင်ခဲ့သမျှအရာအလုံးကိုအသေးစိတ်ပြောပြလိုက်ပါတော့တယ်။အဒီလိုပြောလိုက်တော့ဘာတကြီးကလည်းမင်းပြောတာကိုငါယုံပါတယ်ကွာ။ဘာလို့ဆိုအဖွားတော်ဘွားစိန်ကဟိုးရင်ကလေးကစုံပညာတွေကိုလေးလာစီးပူးနေတဲ့မိမကြီးတယောက်ပဲကွာ။အဒီလိုရင်းအကြောင်းလဲသူ့ကိုရွာထဲမှာအနေမခံပဲငါပြင်ထုတ်ခဲ့တာလေ။ဘာပဲဖြစ်ဖြစ်သူကချမ်းသာတယ်ဆိုတော့မမှုဘူးပေါ့လေကွာ။ ဟေးဘာပဲဖြစ်ဖြစ်ငါတို့တွေအားလုံးတတိကြီးကြီးထားပြီးဆုံးမကြီးကိုအမြင့်ဖြတ်တုံးတင်ရမယ်လို့ပြောလိုက်ပါတော့တယ်တဖန်မှာတော့ဒေါ်ဖားစိန်တယောက်ရွာပြင်ဘက်ကသူ့ရဲ့အိမ်မှာဆုံးစီရင်နဲ့လုံထားတဲ့အယိုးကောင်းယုတ်ကြီးတယောက်ရဲ့ရှင်မှာထိုင်ပြီးဝတ်ပြုနေပါတော့တယ်အခန်းလုံးပိတ်ပြီးလူတရဲစာထည့်ကြီးမားလာတဲ့ရုပ်ထုရှင်မှာတည်တည်ချာချာဝတ်ပြုနေရင်ခဏအကြာတော့အတန်ကြဲကြဲနဲ့အော်တန်ကြီးထွက်ပေါ်လာပြီးတဲ့နောက် ခန္ဓာကိုယ်နဲ့ကောင်းမှတစ်ခုစီဖြစ်ပြီးလေပေါ်မှာကောင်းချက်ကြီးကဥရေကလည်းတွဲလောင်းကြကရိုးကောင်းရုပ်ကြီးရဲ့ရှိမှာရှိနေပါတော့တယ်။အဒီအချိန်စိုးစိုးဝါးဝါးအော်တန်းကြောင့်မတင်ကားမှုများစွာကိုစောင့်ကြည့်နေတဲ့ဒေါ်ဖားစိန်ရဲ့အိမ်ကအလုသမားတွေကတယောက်ကတကားကိုခွင်းပြီးအခန်းထဲကို အသာလေးချောင်းကြည့်နေပါတော့တယ်။ အလိုချောင်းကြီးနေချင်းဒေါ်ဖားစိန်ကိုလူအများထင်သလိုဆုံးမကြီးအဖြစ်တွေးလိုက်ရပြီးဆုံးမကြီးကလည်းသူ့ကိုချောင်းကြီးနေတဲ့အလုံသမားကိုတွေးသွားတာကြောင့်မြန်မြန်ဆန်ဆန်ပြေးကကြိုက်ပြန်စားတော့လိုက်ပါတော့တယ်အလိုလုံသမားကိုကြိုက်ပြန်စားတော့နေတဲ့အချိန်မှာအောစွာရက်ကြည့်နေတဲ့တခြားလုံသမားတွေကိုလည်းတွေးသွားတာကြောင့်အားလုံးကိုလည်းကြိုက်ပြန်စားတော့လိုက်ပါတော့တယ်အလိုတော်ဘာဆိုင်ရဲ့အိမ်မှာဖြစ်ပြနေတာကို ဆတ်ဆုစိန်မဲမဲတယောက်ကြော်ကြီးပြောပြတော့ကမယုံခဲလို့အမြဲလူလူလာပြီးချောင်းကြီးတဲ့အခါဖြစ်ပြတဲ့မြအကုန်လုံးတွေ့သားခဲ့ပါတော့တယ်အလိုကြောင့်အဖေဖြစ်သူတကြီးကအမြန်ပြေးပြီးအဖေအဖေတော့ဝါစိန်လေးသူ့အိမ်မှာရှိတဲ့အလုံးသမားတွေကိုအကုန်တက်ပြီးစားပြစ်လိုက်ပြီးအဖေကျွန်တော်မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့တာအဖေရေပြီးတော့တော့ဖားစင်ရဲ့ပုံစံကြီးကလည်းခေါင်းတစ်ပိုင်းပြက်ကြီးနဲ့ချောက်ဆရာကြီးပြားဟု မမေကသူမြင်ခဲ့သမျှကို အဖြစ်ဖြစ်တဲ့ရွာတကြီးကိုဗောဒီပန်းကြီးနဲ့ပြောပြနေပါတော့တယ်။ဒါလို့ကြောင့်ရွာတကြီးလဲတွေ့ရလုံးမှာရှိတဲ့ရွာသားတွေကိုခေါ်ပြီးတို့တွေ့ရလုံးမှာဖြစ်ပြတည်ဆုံးနေတဲ့တရခန်ကဆုံးမကြီးတော်ဘွားစိန်ကြောင့်ဖြစ်ရတာ။တဖြည်းဖြည်းနဲ့အဲ့ဒီမိမကြီးကရောက်တက်လာပြီးဒါကြောင့်ဖန်းစီတိုက်ခိုက်ဖို့ပြောလိုက်တဲ့အခါမှာလန်နန်ကိုစီဖြင့်မိတို့တဲ့ဂိုင်းကတော်ဘွားစိန်ရဲ့အင်ရှိရာရွာပြင်ဘက်ကို ်တကြီးပါဝင်အကုန်လုံးဇူးပြီးတွားခဲ့ပါတော့တယ်။အလုံးနဲ့ဒေါ်ဘာစင်ရဲ့အင်ကိုရောက်တဲ့အခါမှာမြင်နေရတဲ့မြင်ကွင်းတွေကဒေါ်ဘာစင်ရဲ့အလုံသမားတွေရုပ်ပြက်ဆင်းပြက်တည်နေတာကိုတွေ့ရတော့အကုန်အဟောကုန်ပါတော့တယ်။အလို့ကြောင့်ရွာတကြီးကရွာသားတွေကိုတင်းနေတဲ့အလုသမားတွေကိုတနေရာထဲမှာဇူးဖို့ပြောလိုက်ပါတော့တယ် ။အဲဒီနောက်တနသမား၂ယောက်နဲ့မိတို့ကင်ထားတဲ့လူတွေကမမဲကိုပါအိမ်မခေါ်ပြီးတက်လာပါတော့တယ်။အိမ်မရောက်တဲ့အခါမှာတော့တနသမားတွေကတယောက်ဖြစ်တဲ့ဦးထွန်းညွန်းကအိမ်တကားကိုဖြည်းဖြည်းချင်းတွန်းခွန်လိုက်တဲ့အခါမှာတော်တော်မှကြောက်စရာကောင်းလာတဲ့ဒေါ်ဖွားစိန်ကိုတွေးလိုက်တာကြောင့်ဦးထွန်းညွန်းလည်းသူ့ရဲ့ပါလာတဲ့တနက်နဲ့ဒေါ်ဖွားစိန်ကိုပြစ်လိုက်ပါတော့တယ်။အလိုပြစ်လိုက်ပေမဲ့လည်း အင်းခွက်တွေကိုမျက်နာနဲ့တစ်ကိုယ်လုံးထိုးထားတာကြောင့်ဘာမှဖြစ်မသွားပဲဆုံးမကြီးတော်ွားစင်ကတနတ်သမားဦးထွန်းညွန့်ရဲ့အပေါ်ကိုခုံအောင်လိုက်ပြီးလမောင်းကိုကိုက်လိုက်ပါတော့တယ်အဒီခါမှာတော့ကျန်နေတဲ့တနတ်သမားလဲအဖွားတော်ဝါစိန်ကိုပြစ်ပေမဲ့လဲတနတ်ကြီးမတိုးပဲဒေါသကိုစွာပေးသလိုဖြစ်နေတာကြောင့်အဖွားတော်ဝါစိန်ဆုံးမကြီးကလဲတနတ်သမားကိုခုံအောင်ပြီးကြိုက်ဖြတ်စားတောင်းလိုက်ပါတော့တယ်။အဒီနောက်မှာတော့ ဆုံးမကြီးကအရန်ကြောက်စရာကောင်းလာတဲ့မျက်နှာထားနဲ့ကြောက်ကကြည့်နေတဲ့မဲမဲကိုကြည့်နေပြီးတော့မဲမဲလည်းမနေရတော့ပဲအိမ်ပေါ်ကနေပြေးကလေကားကနေမစင်းမဲ့တခါတဲ့အမြင့်ကနေခုံချလိုက်ပါတော့တယ်အဲ့လိုခုံချပြီး မြေကြီးဘုံကိုမမဲကရောက်တဲ့အခါမှာတော့ဇုံမာကြီးကလည်းအနောက်ကနေလိုက်ပြီးမမဲရဲ့အပေါ်ကိုခုံအုပ်ပြီးကြိုက်ဖြဲဖို့လုံနေတော့မှပဲရွာသားရင်နဲ့ရွာတကြီးကဇုံမာကြီးကိုတနက်သေးနဲ့ဝိုင်းပြီးပြေးနေပါတော့တယ်။အဲ့ဒီလိုနဲ့ဝိုင်းပြီးပြစ်ခတ်နေတော့မှပဲရွာတကြီးတို့အကြောင်းကြားထားတာကြောင့်တစ်ဖက်ရွာကနတ်ဆရာဖြစ်တဲ့ဦးထွန်းအောင်ရောက်လာပြီးတနက်ပြီးလို့မတည်ဖြစ်နေတဲ့ ်ဘာဆုံးကြောင့်သူမပါလာတဲ့အစီမံတာဖြင့်ဆုံးမကြီးကိုအနောက်ကနေ ထိုးလိုက်ပါတော့တယ်အဒီလိုဓာတ်နဲ့ထိုးလိုက်တော့ဆုံးမကြီးလည်းအလွန်နာကျင်စွာနဲ့အော်ဟစ်ပြီးပူးထွန်းအောင်ကိုတွန်းထုတ်လိုက်ပြီးလေဘော်ကိုခုန်တက်ပြီးထွက်ပြေးသွားပါတော့တယ်အလိုထွက်ပြေးသွားတော့ပူးထွန်းအောင်ကနေရွာတဲ့ကြီးကိုအကြံတစ်ခုပေးလိုက်ပါတော့တယ်စုံနေရဲ့သဘောကအစွမ်းလန်းကြီးတဲ့တဲ့သူပစ္စည်းကိုထိရင်ပြန်လာမှာပဲလို့ပြောလိုက်တဲ့အခ တငယ်ချင်းဖြစ်သူသေဆုံးမှုအပေါ်မကြေမနက်ဖြစ်နေတဲ့ကျော်ကြီးကဒါဆိုရင်သူ့အိမ်ကိုမီးရှို့ဖျက်ဆီးကြတာပေါ့ဆိုပြီးပြောလိုက်တဲ့အခါတကြီးကလည်းတင်းတော်တာကြောင့်ရွာသားတွေနဲ့အတူပက်ပက်လေကနေ မီးထုတ်တင်နဲ့ဝိုင်းပြီးရှို့လိုက်ပါတော့တယ်ဒီလိုနဲ့ဆုံးမကြီးကအပေါ်ကနေကြီးလိုက်တဲ့အခါသူ့ရဲ့အိမ်ကိုမီးရှို့ဖျက်ဆီးနေတာမြင်သွားတော့အလွန်ရောသားထွက်ကရွာသားတွေကိုလှမ်းကြည့်နေခဲ့ပြီးအိမ်ရှိရာကိုပြန်လာခဲ့ပါတော့တယ် အရာကြောင့်ရွာသားတွေလည်းသူတို့ထင်တယ်လို့ဆုံးမကြီးပြန်လာတာကိုတွေးလိုက်တဲ့အခါတနပ်ပြီးဓာပြီးဖြစ်နေတဲ့ဆုံးမကြီးကိုလက်ထဲမှာဂိုင်းထားတဲ့လူတို့တွေနဲ့ရိုက်လိုက်တော့ဆုံးမကြီးလည်းရေပင်ပေါ်ကိုမှောက်ကျသွားပြီးနောက်မှာပဲမြင်းမြန်ဆန်းဆန်းမီးလောင်နေတဲ့အိမ်ဘက်ကိုပြေးသွားပါတော့တယ်။ ။အရင်နောက်မှာတော့ဆုံးမကြီးရဲ့အစွမ်းလားလောကကြီးကမျက်နှာသာပေးလို့လာတော့မသိဘူး။ချက်ချင်းစိုးစလုံးပြည့်စည်တွေလက်ပြီးမိုးရေချင်းကမိုးရွာချလိုက်တာကြောင့်ဆုံးမကြီးအိမ်ကလောင်နေတဲ့မိတွေကအလိုလိုရင်းချက်သွားပါတော့တယ်။အဲလိုအိမ်မီးလောင်တာကနေရင်းတက်သွားတာကြောင့်ရွာသားတွေလည်းအပြည့်ရှင်းဖို့ရွာသားလေးယောက်နဲ့လက်ဆရာဦးထွန်းအောင်တို့ကအိမ်ပေါ်တက်လာပါတော့တယ်။ ဒီလိုတက်လာတာကိုတောင်းတနေရကနေပုံပြီးစောင့်နေတဲ့ဆုံးမကြီးကအတင်းအနေထားရှိနေပြီးအနားကိုရောက်လာတဲ့ဥထုံးအောင်ကတိုက်ခိုက်ဖို့ပြင်ဆင်နေတုန်းမှာပဲဆုံးမကြီးကလက်ဦးမှုယူကတိုက်ပြစားတော့လိုက်ပါတော့တယ်။အဲဒီလိုနဲ့ရွာသားလေးယောက်လဲစွမ်းရှိတဲ့လူတော်မျက်စိရှိမှာကြိုက်သက်ခံရတာကို တွေ့သွားတာကြောင့်အာကိုရမဲ့ဖြစ်သွားပြီးဆုံးမကြီးအိမ်ထဲကနေပြေးထွက်သွားပါတော့တယ်။ အဒီလိုနဲ့ဖီယိုဖရဲပြင်ကြောင်းလန်းတဲ့ကြားရွာသားတွေကထွက်ပြေးတယ်လို့အနောက်ကနေလဲဆုံးမကြီးကအလွန်မပေးပဲလေပေါ်ကနေလိုက်နေပါတော့တယ်အခုလိုဖြစ်ပြက်တွေကိုဥပြောင်ကြီးကရွာထိတ်ကဥပစင်းတီသွားရောက်ပြီးအကူကြီးတောင်းထားတာကြောင့်ဆုံးမကြီးကရွာသားတွေနောက်လိုက်လိုက်နေချင်းဒေါ်ဖားစင်ရဲ့အိမ်ကိုပင်ခေါ်လာပါတော့တယ် ။ဦးဇင်းလည်းဒေါ်ဖားစင်ရဲ့အိမ်ကိုရောက်ပြီးဆိုတာနဲ့အိမ်ပေါ်ကိုအပြေးတက်ပြီးဒေါ်ဖားစင်ရဲ့ဝတ်ပြုနေတဲ့အခန်းထဲကိုဝင်သွားပါတော့တယ်။အလိုခန်းထဲရောက်တဲ့အခါကြီးမားတဲ့ရုပ်ထုကြီးနဲ့ခေါင်းပြက်နေတဲ့ခန္ဓာကိုယ်ရဲ့အရှင်မရက်နေပြီးအခြေအနေကိုသုံးသပ်နေပါတော့တယ်။အလိုဟိုကြီးဒီကြီးကြီးကသုံးသပ်နေချိန်ပြန်ရောက်လာတဲ့ဒေါ်ဖားစင်ကချောင်းကြည့်နေတာကိုဦးဇင်းကတွေ့သွားတော့အခုလိုပဲပြောလိုက်ပါတော့တယ်။ဒကမာကြီး ဘာလို့မကောင်းတဲ့အကုသိုလ်အလုပ်တွေလုပ်နေရတာလဲအခုလုပ်နေတဲ့ကိစ္စတွေကမတိခင်မှာတော့ဒကမာကြီးတွေအဆင်ပြေပေမဲ့ဒေသွားလို့နောက်ဘဝရောက်တဲ့အခါဘဝပေါင်းများစွာပေးဆက်ရမယ်ဆိုတာသိရတဲ့ဘာလို့ခုလိုရွေးမှားတဲ့လမ်းစဉ်ကို ကြည့်ကြံနေရတာလဲတန်တရားကို မကြောက်ဘူးလားဒကမာကြီးလို့မေးလိုက်ပါတော့ရဲ့ဒီတော့ဆုံးမကြီးကနေ လူချင်းတူတူကိုမတူတလို့မတန်တလို့ဆက်ဆံခဲ့တဲ့ဒီကလူတွေကတပည့်တော်ကိုလွာတဲ့ကနေနှိမ့်ထုံးကြတယ်တပည့်တော်မှာချမ်းသာလို့ဒါသူတို့ကအသိမသိရဲတာဒါကြောင့်အပြင်းမရှိပဲထင်ကြီးတွေနဲ့နှိမ့်ထုံးခဲ့တဲ့ဒီရွာသားတွေကို သူတို့ထင်နေတဲ့ဆုံးမအဖြစ်လေးလာပြီးဒီရွာလုံးကိုလက်စားချေပြီးတပည့်တော်ကပြန်တဲ့ရမှကျင့်တဲ့နိုင်မှာဒီဒါအဖြစ်ပြောဆိုနေပါတော့တယ်ဒီတော့ဦးစင်းလဲ အရန်ကိုမှအညိုကြီးလာတဲ့ဆုံးမကြီးကြောင့်ခဏတာဖြစ်ပြီးရန်လက်ထဲမှာကင်ထားတဲ့ဆေးလုံးလေးနဲ့ပြပြောင်းလိုက်တဲ့အခါမှာတော့ဆုံးမကြီးလည်းအတော်ထိနာသွားပြီးအသားနာတော့ဒေါသတွေထွက်လာပါတော့တယ်။အရာကြောင့်ဘုံကြီးကိုလည်းဘုံကြီးမှမတီးပဲပြေးကြိုက်ကတက်ဖို့ရန်ရှာပါတော့တယ်။အလိုရန်ရှာကတိုက်ခိုက်လိုက်တာကြောင့်ဘုံကြီးလည်းလက်မောင်းတစ်ခုလုံးအတော်ထိနာသွားကလဲကြသွားပါတော့တယ်။ အလိုလဲကြသွားတော့ဆုံးမကြီးကနေအောင်မဖုံးကြီးနေလဲယုံကြည်လို့မရဘူးပဲငါကိုပဲအပြစ်ဖြစ်အောင်လုပ်ခဲ့ငါအခုလိုဖြစ်အောင်လုပ်တဲ့သူတွေကိုကြတော့အပြစ်မမြင်ကြဘူးပဲဒီလိုဆိုတော့နေလဲရွာလာရီလိုမျိုးပေးခြင်းလိုလားဤလိုပြောဆိုလိုက်ပါတော့တယ်အဲဒါကြောင့်အစွဲကြီးနေတဲ့ဆုံးမကြီးကိုအပြစ်ပေးဖို့အတွက် ဘုံကြီးလဲလဲကြနေရကနေထလာပြီးပါလာတဲ့ဓာတ်ချောင်းကိုအသက်သွင်းပြီးရေဘုံသားရဲ့တရားဒေသနာတော်တွေကိုရုပ်ဖက်လိုက်တော့ဒါကနေအသက်ဝင်သွားပါတော့တယ်အလိုအသက်ဝင်လာတဲ့ဓမြောင်ဖြစ်ဆုံးမကြီးကို ထိုးချလိုက်ပါတော့တယ်အလိုထိုးချလိုက်တဲ့အခါမှာတော့တော်ဖားဆိုင်ရဲ့ကောင်းပြတ်နေတဲ့အပိုင်းကအယောင်တွေကလည်းတဖြည်းဖြည်းမှေးမိန်ကအသက်ထွက်ကတည်ဆုံသွားပါတော့တယ် ဒီလိုနဲ့ဘုံကြီးလဲရွာသားတွေနဲ့ရွာသားကြီးရှိရာနေရာကိုရောက်လာခဲ့ပြီးအဖွားတော်ဘွားစိတေဆုံးသွားပြီဖြစ်ကြောင်းပြောပြလိုက်တဲ့အခါရွာသားကြီးကနေပြီးယေရှုတင်လိုက်တာ ဖုံဖုံရဲ့ဖုံဖုံသာမကြင်ရင်တပည့်တော်တို့တရားလုံးလဲမတည်ဝင်စရာပါပဲဖုံဖုံကယ်ပြီလို့သာဘူးဆိုကဝမ်းသာခြင်းနဲ့စွာဖြင့်ပြောဆိုလိုက်ပါတော့တယ်အဲ့ဒီအခါမှာဖုံဖုံလဲရပါရဲ့တကကြီးရဲ့ဒါကဖုံဖုံရဲ့ရွာပါပဲ ကောင်းကျိုးဆိုးကျိုးမှန်သမျှကိုရွာသားတွေနဲ့အတူတူခံစားရမှာပဲမလားရွာသားတွေလည်းအခုလိုစီးစီးလုံးလုံးရှိတာဖုံဖုံဝမ်းတာပါရဲ့ကဲဖုံဖုံလည်းပြန်ကြတော့မယ်ဒကာတို့လည်းအကုန်လုံးရွာထဲကိုပြန်ကြတော့ဟုမိဆိုလိုက်တာကြောင့်ရွာသားတွေနဲ့ရွာတကြီးလည်းဒီဟာပြင်မှာရှိနေတဲ့အဖွားတော်ဘားစင်အိမ်ကနေပြန်သွားကြပါတော့တယ်နောက်တနေ့မှာတော့အဖွားတော်ဘာစင်ရဲ့အလောင်းနဲ့အတူတခြားအလောင်းတွေကိုလည်းမိတဲ့ကြိုပေးလိုက်ပါတော့တယ် အဲ့ဒီနေမှာစားပြီးတွေ့အားလုံးနဲ့ငြင်းချမ်းသွားပြီးအရာအားလုံးဟိုးရခင်အတိုင်းအေးချမ်းသွားပါတော့တယ်။ဇလန်းလေးကဒီဒီယာမှာပဲပြီးဆုံးသွားတာမို့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ရှင်။အဆုံးထိနာထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဒီမရဲ့ဖန်တီးမှုတွေမှာအားနည်းချက်လိုအပ်ချက်လေးရှိခဲ့ရင်လည်းဝေဖန်အကြံပြုပေးဖို့ပြောလင်းမိပါတယ်ရှင်။ ်နောက်တစ်ခေါက်မှပိုပြီးစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာခဲ့ပါမယ်နော်။စောင့်နေဖို့မမေ့ပါနဲ့။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။